ခိုင်ပြည်နယ်မင်းပြားဖားပြိုရွာတွင်အသက်၉နှစ်အရွယ်အမျိုးသမီးတဦးကိုအဓမ္မပြုကျင့်ပြီးတော့တပ်ဖြတ်ခံရတယ်လို့ဆိုပါတယ်။ကဲအသက်၉နှစ်အရွယ်ကလေးလေးကွာလုံးဝကလေးလေးကွာရခိုင်ပြည်နယ်မင်းပြမြို့နယ်ဖားပြိုကျေးရွာမှာညမနေ့ဧပြီလ6ရက်နေ့တွင်အသက်၉နှစ်အရွယ်အမျိုးသမီးငယ်တဦးကိုတခြားရွာမှအမျိုးသားတဦးကအဓမ္မကျင့်ပြုပြီးတပ်ဖြတ်ခဲ့ကြောင်းရွာသားများကပြောဆိုခဲ့သည်။ကဲ နော်ပြည်သူတဲ့ပြည်သူမလို့ကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်နော်ဘလို့တည်တနာဖို့ကောင်းရင်ညီနာစရာလေးကွာအသက်၉နှစ်အရွယ်ရှိတဲ့မိန်းကလေးကွာလူ့ဘဝဆိုတာကောင်းကောင်းမသိရသေးတဲ့ကလေးလေးကွာဘာဆိုဘာမှမသိရသေးတဲ့ဆောက်ကစားနေရအရွယ်၉နှစ်အရွယ်အမျိုးသမီးလေးမိန်းကလေးလေးကွာကလေးငယ်လေးအဲ့တော့လုံရက်တာကွာအဲ့တော့ပြုတ်ချင်းခံရတဲ့အမျိုးသမီးငယ်မှာ မိခင်ဒေါ်ဆန်းအေဂျီတမီးဖြစ်ပြီးငားမရိတ်ကျွန်းဒေတာခန်လူလက်ပန်းအွယ်ကိုမောင်းမြတန်းဆိုသူကအတမပြုတ်ချင်းကတပ်ဖြတ်ပြီးနောက်တစ်ပင်တပင်သွင်းတဲ့ကျိုးဖြစ်ဆွဲချိတ်ထားပြီးဘလော့တီရက်ဆက်လက်ကျိုးနော်အဲ့ဒီကလေးငယ်လေးကဘာများတို့ပြန်လုံနိုင်မလို့လဲဟုတ်လားတစ်ပင်တပင်တွင်းတဲ့ကျိုးဖြစ်သွဲချိတ်ထားပြီးဘလော့တီရက်ဆက်ရုံမာနေလဲကွာဖတ်ရတာတော့မှကျွန်တော်ရောက်ကြလိမ့်တော့မှမဖတ်ရဲဘူးကွာ ဖားပြိုရွာသားတို့ကလူလက်ပိုင်းအွယ်မောင်မြတ်တန်းဆိုသူကအသက်၉နှစ်အွယ်မင်းကလေးကိုအတင်းအဓမ္မပြုကျင့်တပ်ဖြတ်ခဲ့တယ်။ရဲ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 ဆက်ဆက်ကိုတပ်ဖြတ်ခဲ့တာပါ။ပထမအတင်းအဓမ္မပြုကျင့်ခဲ့တာပြီးတော့ဥကောင်းကိုတဲ့တုတ်လုတ်ယူဆရတဲ့အရာနဲ့ထုရိုက်ပြီးတပ်ဖြတ်ခဲ့တာပါတဲ့။ကွာမင်းကလေးငယ်သူဦးကွာအမျိုးသမီးငယ်သူဦးလေးကွာလုံရက်တာကွာဒါကပြီသူသူဦးထဲကပြီသူသူဦးကိုကျွန်တော်အနေနဲ့ပြောရချင်းဖြစ်ပါတယ် အဲ့တော့အေးအေးတက်တော်အနေနဲ့ဒီအမှုကိုကောင်းကောင်းလေးဆုံးမတင်နဲ့ဆောင်ရွက်တင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်